ဒီလမ်းကိုဖြတ်သွားလိုက်တာနဲ့ဒီခြံလေးကိုငေးကြည့်လို့ရတဲ့ landscaping မျိုးကိုကျွန်တော်ဖန်တီးမယ်အဲ့တော့ရှင်းရှင်းလေးနဲ့လှနေအောင်လေးကိုကျွန်တော်ဆောင်းမှာဖြစ်အခုအချိန်ကြီးဒီလေးမှာအဓိကပြဿနာဒီဆေးကာလာပေါ့ဆေးကာလာကကျွန်တော်တို့ဖုံးချောင်းရောင်ဖြစ်နေတော့အဲ့တော့ဒီကာလာလေးကိုကျွန်တော် modern ဖြစ်သွားအောင် ကျွန်တော် degree ပေါ့နော် degree ရောင်ပြောင်းထားတယ်လူစိတ်ဝင်စားမဲ့ရောင်ပေါ့နောက်ကြည့်တယ်ပြင်လေးကတော့ square feet 2000နဲ့800ကျော်ရှိတယ်အခုကျွန်တော်တို့ကငကူတော့ကတော့ဒီ master နှခန်း single တခန်းနဲ့ဒီ AM fashion တွေကအောက်နေတော့ကျွန်တော်ကုမ္ပဏီက HME ကုမ္ပဏီပဲဖြစ်တဲ့ကြောင့် HME concept နဲ့ပေါ့ဒီအိမ်ကိုတန်ဖိုးမြင့်အောင်ဘယ်လိုဆောင်လို့ရလဲဆိုလဲကျွန်တော်ရဲ့တွေ့ကြုံနဲ့ကျွန်တော် concept နဲ့ဒီအိမ်ကိုအဲကျွန်တော်ကုမ္ပဏီကဆောက်လုပ်ရေး renovation လုပ်နေဖြစ်ပါတယ် ငကိုတော့ကတော့ဒီအိတ်ခမ်းဒါထားသူတွေမှားနေတာရှိတယ်အိတ်တဲ့နေရာတွေနောက်တစ်ခါမြမဒလိထုံးစံနဲ့မှားနေတဲ့ယူဆလေးတွေကိုကျွန်တော်တို့ကဒီအခုနောက်ဆုံးပိုင်ရှင်ဖြစ်တဲ့ကျွန်တော်မိတ်ဆွေတွေကိုအဲအိတ်တဲ့ခါကြောင်ရှိနေဖက်ရှင်မန်အောင်နောက်ဖျားကန်အဲကန်သမင်းစားကန်ဒီပို့ကြောင်ဒီအရေအကုန်လုံးကိုကျွန်တော်တို့ကအကောင်းဆုံးဒီဖုံးရွှေနည်းနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆောင်းလိုက်ဖြစ်ပါတယ်အဲ့တော့ ဒီလိုဆောင်းတဲ့ကြောင်ကုန်ကျစရိတ်ကတော့သိန်းထောင်ကျော်တော့တထောင်နဲ့1300ကျားလောက်တော့ကျွန်တော်ထည့်ရမယ် landscaping တွေရောအင်းရဲ့ဆေးတွေရောအကုန် renovation ကိုလုံးဝအိမ်မမတ်မိရတဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ကုမ္ပဏီကနေဆောင်းအပ်ပြီးမှဖြစ်ပါတယ်အခုဆောင်းဒီအရင်တော့ဒီဟာဒီနေရာဆိုတစ်ပင်နဲ့တရက်ပင်နဲ့ဖုံးလွှမ်းနေတာအိမ်ကြီးကိုမမြင်အောင်အဲကျွန်တော်ဒီဟာလေးကိုတကယ်စိတ်ဝင်စားဖို့ဖြစ်တဲ့ landscaping လေးဖြစ်အောင်ကျွန်တော်ပြောင်းလဲมาဖြစ်ပါတယ်နောက်တစ်ခါဒီရဲ့ ဒီ polygon တွေဆိုလဲအလှပြန်စင်ပါအဲဒီအိမ်လေးကတော့နောင်ချင်းကြရင်ဒီအိမ်ရနှစ်မှာလူတွေငေးကြည့်ရတဲ့အိမ်လေးဖြစ်အောင်ကျွန်တော်ဆုလက်ပိုင်ကဖန်တီးတော့မှာဖြစ်ပါတယ်ဒီအချမ်းဆိုရင်တောက်ွက်လေးပဲဒါပေမဲ့တကူတော့ဆိုဒီအိမ်ရှိမှာငပြောပင်နေရောအဲဓာတ်တလွန်ပင်နေရောရှုပ်ပွားတာပေါ့နော်အဲ့တော့ဒီဟာလေးကကျွန်တော်တို့ပြန်ပြီးတော့အလှဆင်မယ်အိမ်တိမ်ကြည့်လိုက်တာနဲ့စက်တီမင်္ဂလာရှိတာဒီအရှိမှာစပြီးတော့ရှိတယ်ဖြတ်သွားဖြတ်လာလူတွေလည်း ဒီအိမ်လေးကြီးလိုက်တဲ့ခါကျရင်စိတ်ချမ်းသာတာပေါ့အဲ့တော့ဒါလေးအဲ့လိုပုံစံလေးဖြစ်အောင်ကျွန်တော်တို့ကုမ္ပဏီကဖန်တီးပေးမယ်ဒါအချို့ပင်နေဆိုရင်ကျွန်တော်တို့အကုန်ခုတ်ပလိုက်တယ်ဟောဒီ channel ကနေဟောဒီ sorry ဒီလမ်းကိုဖြတ်သွားလိုက်တာ ਨੇ ဒီ channel လေးကိုငေးကြည့်လို့ရတဲ့ landscaping မျိုးကိုကျွန်တော်ဖန်တီးမယ်အဲ့တော့ရှင်းရှင်းလေးနဲ့လှနေအောင်လေးကိုကျွန်တော်ဆောင်းမှာဖြစ်အခုအခြေအနေကတော့ဒီမှာခါကျရင်ဒီမှာအမိုက်တွေလာပုံရရလို့သိရတယ်အိမ်ရှိမှာပေါ့နော် ဲ့တော့ဒီဒီအင်ရှင်းပါရှုပ်ပွားနေရောအဲကျွန်တော်အကောင်းဆုံးလှပဆုံးဖြစ်အောင်စောင့်အောင်တောင်းပါဖြစ်ပါတယ်